မင်္ဂလာပါအဲ့တော့ဒီနေ့ကတော့စာသူရှင်နေစာနယ်ရှင်နေလုတ်ပြီးသွားပြီစာအုပ်လုတ်တော့မယ်အဲ့ခါကျတော့တိုက်တဲ့ page တို့နော်ဟာတိုက်တဲ့တို့အဲ့ဒါလေးလုတ်ဖို့ရှိတယ်ရှိတဲ့ခါကျတော့ဒီပုံစံလေးတွေတည်ထားဖို့လိုပါတယ်အဲ့တော့ကိုတက်ကတူနဲ့ကိုပေါ့နော် ဒီမှာကြီးလိုက်ကြရအောင်ပရမဇောအနေနဲ့ရတော့ဟောဒီမှာနော်ဒါကုတကတူရဲ့တစိတ်ထည့်ရတယ်နောက်ခါကျကုတကတူရဲ့ဌာနလေးထည့်ပေါ့နောက်ခါကျတော့ဒါဩသာဘီဘလိုဂရဖီကိုလောက်ထားတာနော်အဲ့တော့ဒီညမှာဆရာဇော်ကြီးဇော်ကြီးစာစုစင်းပေါ့အဲ့လိုမျိုးလေးပေါ့ဒါကတော့ပြုစုတဲ့သူထည့်ပေါ့ ောက်ဒီနားလေးကိုကြည့်အတီစာတန်းကနော်အဲ့တော့စကြည်တရင်သူတပညာဘွိုင်းလွန်တီပလိုမာအတွက်လူအချက်များဤတတိတရေကအဖြစ်ဤကျမ်းငယ်ကိုတင်ပြသည်အောက်ကခုနှစ်ပြည့်နဲ့တခုမှအဲ့ဒါပါတယ်နော်အဲ့ဒါလေးတိထားဖို့လိုတယ်နော်ဒါကတော့ဟိုပါတော့ပေါ်ပေါ်ပါပါပါပဲအဲ့လိုဟာတကျွထဏတဲ့အလွယ်တကူလှုပ်ပေးထားတယ်အဲအဲ့ဒါကိုသူက6ဦးလောက်လှုပ်ရင်အဲ့ဒီကောင်လှုပ်ဖို့တချို့တွေကြတော့လေ ဒီဟက်ဟက်ကဘာလုတ်တဲ့ခါကျရင်သူရွှေစလုံးဖောက်တာတွေပဲရှိတာပေါ့။နော်ဥပမာနောက်တစ်ခါကြည့်။အဲဒါတော့ဒါလေးကနည်းနည်းအဖြက်လွန်သွားတယ်။နော်ဒီမှာကျတော့သူကခုနကဒစိတ်တရီတာဘာညာမပါတော့ဘူး။ဒါတော့ပါတယ်အတူတူပဲ။ရောင်ကုန်တက်ကတူကိုတက်ကတူနဲ့ကိုပေါ့ကိုတက်ကတူရဲ့စီးတစိတ်ပေါ့။ဒီမှာကျတော့ဒီမှာကို ရဲ့ဌာနပေါ့နော်ညဒီမှာကြတော့ဒီမှာကြတော့ဒီမှာဘိန္ဒုဝင်စာစုစင်းအစရှိတည်ပြီပေါ့ဒီမှာပြုစုသူအောက်မှာဆိုခုနှစ်ရှိတယ်နော်ဒါပြတ်သွားတယ်နော်အဲ့ဒီလိုလေးရှိတယ်လို့ကဲအဲ့တော့ဒီမှာနောက်တစ်ခါကြည့်ရအောင်စာနယ်ဇင်းနေဆိုလဲထုံနည်း၎င်းပဲနော်ကဲဒီမှာကြည့်ရအောင်နော်ကိုရဲ့တက္ကသိုလ်ရဲ့တစိမ့် နော်ရန်ကုန်တက္ကသိုလ်ဆိုရန်ကုန်တက္ကသိုလ်ပေါ့ရေသနာဘုံတက္ကသိုလ်ဆိုရေသနာဘုံတက္ကသိုလ်ပေါ့မန္တလေးတက္ကသိုလ်ဆိုမန္တလေးတက္ကသိုလ်ပေါ့အစရှိတဲ့ဖြင့်ကဲအဲ့ဒါပြရတဲ့ဟောဒီမှာကိုယ့်ရဲ့ဌာနအဲဒီမှာကျတော့ရှူမွားမဂဇင်းအညွန့်တို့ဝန်တိုင်းမဂဇင်းအညွန့်တို့အစရှိတဲ့ဖြင့်ပေါ့ဒီမှာကျတော့ပြုစုသူဘယ်သူပဲဝါပေါ့အဲဒီမှာလေးထုံးလေးလောက်ကောင်းမယ်နော်ဟောဒီမှာစာကြည့်ရတဲ့သုဒ္ဓပညာ ပွဲလွန်ဒီပလိုမာပွဲအတွက်လူအပ်ချက်ဤတသိတ္တရိသအဖြစ်ဤကျန်ငယ်ကိုတင်ပြကြည့်အောက်ကခုနှစ်နော်ဒါလေးလူပါတယ်ဒီနောက်ခါကျတော့အဲဒါဆိုရင်ခုနအောက်မှာစာရမ်းမပါတော့ဘူးနော်ဒါလေးကတိထားဘူးပေါ့စာရမ်းမပါဘူးဒီမှာတော့ရန်ကုန်တက္ကသိုလ်ရဲ့တသိတ္တလေးနောက်ခါကျတော့ဒီမှာဌာနနာမည်ဒါစာနေစင်းအညွန့်ပြုစုတူတူခုနှစ်ဆိုအောက်မှာနော်တသိတ္တရိသဖြစ်ဘာညာမပါဘူးအဲ့ဒါလေးက မှတ်ထားဖို့ဒါစာလဲစင်းအညွန့်အတွက်ပေါ့အဲနမူနာလေးတွေအနေနဲ့ပြမယ်ဆိုရင်ဒါလေးကြီးကြည့်လိုက်နော်ရှုမွားရုပ်စုမဂဇင်းဆိုရင်နော်ဒါနရာဟိုဟာအင်တာနက်ကနေသွားပြီးတော့မမျိုးလေးမင်းနဲ့သွားတွေ့တာရောင်းနေပုံရတယ်ကြည့်ရတာနော်အဲ့တော့ဒီမှာကြည့်ရအောင်ဒီမှာကိုယ့်ရဲ့တက်ကတူတစိမ့်နောက်တစ်ခါကျတော့ဒီမှာကိုဌာနနော် အဲဒီမှာဆိုရင်လာပြီနော်ဒီမှာသူကရှုမွားရုပ်စုံမဂဇင်းအညွန်အလွယ်ပြောပြောနေရတော့ရှုမွားမဂဇင်းအညွန်ရှုမွားမဂဇင်းအညွန်တကယ်ကြတော့ရှုမွားရုပ်စုံမဂဇင်းအညွန်အဲသူကဘာရေးပေးလဲဆိုတော့ဒီမှာကြည့်နော်သူအရေးပေးတဲ့အတွဲတအမှတ်1မှာအတွဲသုံးအမှတ်31အထိနောက်တစ်ခါကျတော့ဂွင်းစာဂွင်းပိနဲ့1948ခုနှစ်ဂျွန်လမှာ တောင်းကွက်49ခုနေဒီဇင်ဘာလအထိရေးပြရတယ်အဲ့လိုလေအဲဒီနေရာမှာကုဏကပြောသလိုပြုစုသူတွေ့လားနာမည်အောက်ကဘွဲ့ထည့်ပြရတယ်ပထမဘွဲ့ထည့်ပြရတယ်အဲနောက်တစ်ခါကြတော့မှသူကဘာလုပ်ပြီလဲစာကြီးရပညာဒီပလိုမာဘွဲ့အတွက်လူအချက်များဤတရိတ်တရီသားအဖြစ်ဒီကျမ်းငယ်ကိုတင်ပြသည် အောက်ကခုနှစ်နော်လာလေးပါထည့်ပြထားသေးတယ် เนาะအဲ့ဒါလေးတွေသိဖို့လိုပါတယ်ကဲဒါကကြတော့ခုနကတိုက်တယ် page ပေါ့ဒီလိုဆောင်မျိုးကြတော့နောက်ဆောင်ပြန်နေ retrospective အဲ့ဒီကောင်တွေကရှားသွားပြီ national library လောက်ပဲလောက်တော့တယ်အစတော့ဆိုတောက်လျှောက်တာတွေလောက်တယ်အခုနောက်ပိုင်းမှာတိတ်မတွေ့တော့ဘူးပေါ့နော် national library ကတော့လောက်တယ်เนาะဌာနတစိတ်နောက်ကကြတော့ဒီမှာ ကြည့်မြန်မာနိုင်ငံနောက်တော့ပြန်အမျိုးသားစာစုရှင်မြန်မာနိုင်ငံထုတ်မြန်မာစာအုပ်များရဲ့စာစုရှင်ခုတင်လေးပါရနော်ဘယ်နှခုနှစ်ကနေဘယ်နှခုနှစ်ဆိုတာဒီမှာပြည့်စုံသူဆိုပြီးတော့တွေ့လာသူ့ရဲ့ပရမဘွယ်လေးကိုသူကပေးရတယ်အဲ့တော့အောက်မှာစာတန်းနော်နောက်ပြီးတော့ခုနေနော်ဒီမှာလပါထည့်ပေးထားတယ်ဒါကတော့ကိုတက်ကူတူနဲ့ကိုပေါ့နော်အဲအဲ့လိုလေးတွေ့ပါတယ်လူအကယ်ဒီကောင်းဆိုရင်လည်းကြည့်နော်ဒါနောက်တောင်းပြန်စာစုရှင်အဲ နောက်ကျောင်းပြန်ဆာစုရှင်အဲဒါဆိုရင်ခုနကကိုယ်ဌာနတစိပ်ပါညာပေါ့ဒါကြတော့ဒီမှာနော်မြန်မာနိုင်ငံတော်ကျောင်းပြန်မိသားဆာစုရှင်မြန်မာနိုင်ငံတုတ်မြန်မာစာအုပ်အများကြီးဆာစုရှင်1954 1955ပြည်သူသူမမဆန်းဆန်းလဘွယ်လေးပါတယ်နော်အောက်ကကြတော့ခုနကဒီစာရန်လေးပါတယ် စာကြည့်လိုက်ပညာဒီဗလိုမာဘွဲအတွက်လူအပ်ချက်များရဲ့ဒိတ်တေဒါအဖြစ်ဤကျမ်းငယ်ကိုတည်ပြသည်။နောက်မှခုနှစ်လပါတယ်နော်ဒါလေးကြီးကတိထားရမှာပေါ့နော်။ဒါဆိုရင်ကုဒါကုနကဟာရဲ့တိုက်တေပေးစပေါ့။ဒါပြောချင်တာကတော့ဒါပါပဲ။အဲ့တော့ဒီနေရာမှာလက်ဆောင်လေးအနေနဲ့ဗာလေးပေးခြင်းလဲဆိုတော့နော်အော်ဟောဒီမှာဆရာဇော်ကြီး ြောတဲ့ဟာလေးဆရာတော်ကြီးကတော့ဒီမှာကြည့်ရအောင်ဆရာတော်ကြီးဆရာတော်ကြီးကပါပြောလေစာအုပ်ကိုတဲ့ဆိုင်ရာပညာဘူးတုတပိတတ်တော်အရာဝတ္ထုမျိုးဟုယူဆအပ်တဲ့သူစာကြည့်တိုက်ကိုညံအလौယုတ်ဟူ၍၎င်းစာကြည့်တိုက်မြတ်ကို ညာအလုတ်ယုတ်စီမံခန့်ခွဲသူဖူးရီ၎င်းယူဆအပ်ပေသည်ဆရာစော်ကြီးစာကြည့်တိုက်မှုတဲ့။ဒါလေးရဲ့လက်ဆောင်ပေါ့။အဲ့ဒီလိုပဲနော်။အမ Sorry ဆရာတိုက်ဆူနော်ဆရာတိုက်ဆူကလည်းပါပြောလေ ဖြစ်စာကြီးတတ်၏လုပ်ငန်းကများလီစွာထိုလုပ်ငန်းဆောင်တာများကို ကြေပွန်စွာထမ်းဆောင်နိုင်ဖို့အရေးစာကြီးတတ်ကျွမ်းကျင်မှုအပေါ်များစွာ တည်နေပေသည်နော်ဒါလေးကြီးကစာကြီးဆရာတိုက်စုရဲ့ပါဠိပေါ့အားလုံးကျေးဇူးတင်ပါတယ်ဒီလောက်ပါပဲ